ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောင်ပြည်ဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောင်ပြည်နဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီဘိုင်းမှာတော့စလာကလေးကပါကျဲနဲ့စောက်ဦးကျင်းတို့ဟာဂျူမီကားလို့អော်နေတဲ့မျိုးသမီးတယောက်ရဲ့အတန်နောက်ကိုလိုက်နေခဲ့ကြပါတယ်။တောဦးဟာလည်းနှက်တယ်လို့မျိုးရီဟာလည်းအုံဆိုင်လို့နေတာကြောင့်ဘာအောင်မှတဲတဲကွဲကွဲမမြင်ရပဲဖြစ်နေခဲ့ပါတယ်။စောက်ကျင်းကလည်းပါကျဲကိုဟိုဘနာလာနေအတန်ဖြစ်ချောင်းကိုညှို့ပြပြီးတော့ပြောနေပါတယ်။နေရွာကားကြီးနဲ့ပါကျဲကတော့ဒီဘက်ကအော်နေတာကြားမိကြောင်ပြန်လှည့်ပြီးတော့သူကညင်းဆုံနေတာပါ။ပါကျဲနဲ့ဝူကျင်းကလက်ညိုးတွေကိုဟိုဘက်ထိုးလိုက်ဒီဘက်ထိုးလိုက်ဟိုဘက်ကိုထိုးလိုက်ဒီဘက်ကိုထိုးလိုက်နဲ့ညင်းလိုက်ထိုးလိုက်ထိုးလိုက်ညင်းလိုက်နဲ့လုံနေကြပါလေ အဲ့အချိန်မှာပဲဂျိုးမင်းကဆိုတဲ့အတန်းအနောက်ဘက်ကနေထွက်လာခဲ့တာကြောင့်လမ်းကြည့်လိုက်တဲ့ခါမှာတော့တစ်ပင်တစ်ပင်မှာဂျိုးနဲ့ကပ်ပြီးတော့တုံထောင်ခံထားတဲ့မိမ့်မပြိုတယောက်ကိုတွေ့လိုက်ကြရပါတော့တယ်။ပါချေကမိမ့်မပြိုမြင်တာနဲ့သိတဲ့အတိုင်းပဲကဲမဲ့တကယ်ကဲဂျိုးဖီလိုက်ပါတနာစရာလေးကွာနေပြုံးနေချိန်မှာတော့ဖြင့်ဝူချင်းကလူလားမိတ်စာလားတေချာခွဲထားနိုင်စွမ်းမရှိတာကြောင့်ဝူခုံပြန်လာတဲ့ထီအချင်းနေစောင့်ကြည့်ပြီးတော့မှသာဂျိုးဖီလွတ်ပေးတဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။အကိုကြီးဆုံးခုံရောက်လာမှကဲဒီမဲဆွဲလဲနောက်မကြသေးတောင်တားဆီးလိုက်တဲ့အခါ ။ဘာကြဲကတော့အဲ့ဒီမြင်းထိန်မြောက်ကိုစောင့်မနေနိုင်ကြောင်းနဲ့ဘာတို့ကသူ့စောင့်နေရမှာလဲလို့ပြောကာလှုပ်ပေးဖို့သာစူးစမ်းနေပါတော့တယ်။တပတ်မှာတော့နာယူကတရားမှတ်နေတဲ့ထန်ဆန်းကိုတော့လေဂျိုမင်းကားဆိုတဲ့အတန်ကြောင့်တရားကိုဖြုတ်လိုက်ကမျက်စိကိုဖွင့်နားကိုဆွင့်ပြီးတဲ့နောက်မှာတော့ဟိုလန်းဒီလန်းနဲ့မျောရှာဖွေတော်မူနေခဲ့ပါတယ်။အဲ့ချိန်မှာပဲပါကျဲကိုစာဟုချင်းကဒီရုတ်တိုက်ဆွဲခေါ်လာနေခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့ပါဇက်ကနေပြီးတော့လေလှုပ်မယ်မလှုပ်ဘူးမလှုပ်မယ်မလှုပ်ဘူးနဲ့ညင်းကရောက်ရှိလာခဲ့တာပါ။ရောင်းချင်းမဆရာတော်ကလည်းဂျူမီငါဆိုတဲ့အတန်းကိုမကြားလိုက်ကြဘူးလားလို့မေးတာကြောင့် အကွက်ထဲဝင်လာတဲ့ပါကျဲကသူကကြားလို့သွားကြည့်ပါတယ်။ကောင်မလေးတယောက်တစ်ပေမှာကျိုးနဲ့ခြေခံရတာတွေ့တယ်လို့ပြောပြလိုက်ပါတယ်။အိုက်ခါဆရာတော်ကမိန်းကလေးတယောက်ဒုက္ခရောက်နေတာသွားပြီးတော့မကယ်ဘူးလားလို့မေးလိုက်တာပါ။ပါကျဲကလည်းသူတို့လောက်ကယ်ချင်နေတာကိုကယ်ဖို့လောက်တာကိုဇာဟုချင်းကတားဆီးနေတာကြောင့်မကယ်တင်ခဲ့ရကြောင်းနှကန်းတလန်ပန်းတလန်နဲ့ဝတ်တိုင်တိုင်နေခဲ့ပါတယ်။ဇာဟုချင်းကတော့ဒေါ်ကြီးမျက်မဲတဲ့မှာမိန်းကလေးတယောက်ကျိုးထုတ်ခံရတာလူလားမိတ်စာလိုက်တေးချာမသေးခွဲတာကြောင့်နတ်မျက်စိကိုပိုင်ဆိုင်ထားတဲ့အကိုကြီးဆုံးကောင်ရောက်လာမှသာကြိုးဖြီပေးတဲ့အကြောင်းကို ပြောလိုက်တာဖြစ်ပြီးတော့မကယ်ခိုင်းတာမဟုတ်ဟာကြောင်းရှင်းပြနေခဲ့ပါတယ်။ဇာတော်ကတော့ဘာဖြစ်လောလောဆယ်မှာလူတယောက်ဒုက္ခရောက်နေတာလက်တွေ့ဖြစ်တာကြောင့်သွားပြီးတော့ကယ်တင်ရမှာပေါ့လို့ပြောနေခဲ့ပါတယ်။စောင်းချင်းကဇာတော်ကိုမသွားတဲ့ကြောင်းလက်ကိုဆွဲကတားမိနေတဲ့ချိန်မှာပါကျဲကလည်းတခြားလက်တစ်ဖက်ကိုဆွဲကသွားအောင်ကယ်တင်ကြဖို့ပြန်ပြီးတော့ပြောနေခဲ့တာပါ။မိန်းကလေးအိုင်းမှာဇာတော်ကိုမြင်တဲ့အခါရန်ကိုပြောသွားခဲ့ပြီးတော့နောက်မှမျက်နှာကိုချက်ချင်းပြင်းစင်ကအာယိုအာယိုယိုနဲ့အော်နေခဲ့တာကြောင့် ဆရာတော်ကတနာဆရာလေးပါကွယ်လို့ပြောလိုက်တဲ့အခါပါကျဲကလည်းအတင်းကိုထောက်ခံနေတော့တာပါသေပင်တော့ရောက်တဲ့အခါမှာတော့မင်းမငယ်ကသူကမိဘတွေရဲ့အုပ်ကိုကတော့ကျင်တာကြောင့်တော်တဲ့ကိုလာရင်းနဲ့တော်ပုံဓမြရင်းနဲ့တွေ့တဲ့အခါသူမကိုလက်ထပ်ချင်းချောင်းပြောခဲ့ပြီးတော့သူမအသက်သာအသေးခံပဲသူ့ရဲ့ဘွားလေးကိုတော့အသေးမခံနိုင်ချောင်းပြောလိုက်တဲ့အတွက်ဘယ်ဟာမှအသေးမခံနဲ့တော့လို့ပြောကကြိုးနဲ့တုတ်သွားခဲ့တာဖြစ်ချောင်းကိုပြန်ပြောပြလိုက်ပါလေမင်းကလေးငယ်ကသူ့ကိုတနာဖို့နဲ့သူ့ကိုကြိုးဖြီပေးဖို့ပြောတဲ့အချိန်မှာပဲဝူခုံးကပြန်ပြီးတော့ရောက်ချလာခဲ့တာကြောင့် ။ဦးချင်းကပျော်သွားပြီးဝူခုံးသွားပြီးတော့တိုင်ကြားပြောပြနေပါတယ်။မိန်းကလေးကတော့ရောက်လာချင်းသူမကိုမိတ်စာလို့ပြောတယ်ဝူခုံးကိုမျက်စောင်းထိုးလိုက်ပြီးတော့ခေါင်းကိုငုံထားခဲ့ပါတယ်။ပါကြီးကတော့တောဦးကြီးရှိတဲ့နေရာမှာသူ့ဘုံခုံချလဲဆိုးခုံးအပြစ်တင်ကလဲနေရာမှာကုန်းထလာခဲ့ပါတယ်။မိန်းကလေးကလည်းညှိုးငယ်စွာနဲ့အတနာခံနေခဲ့တာကြောင့်ဆရာတော်ကခေါင်းတဆတ်ဆတ်ညှိရင်းနဲ့ကန်ဆိုးလာတဲ့မိန်းကလေးကိုကယ်ပေးစေချင်ကြောင်းဝူခုံးကိုစေခိုင်းလိုက်ပါတယ်။ဝူခုံးကလည်းတောနဲ့ထဲမှာမိန်းကလေးတယောက်ဘာလို့လုံးရှိနိုင်မှာလဲလို့ညင်းကား ဆရာတော်လူနေလေးရဲ့ကိစ္စကိုဆရာတော်မေးသွားပြီလားလို့မေးလိုက်ပါတယ်ဆရာတော်ကတော့မိန်းကလေးကိုခြေစုံကောင်းပြရှူစားတော်မူပြီးတော့သူမကလေးကတော့မိစာနဲ့တူနေတာတခုမှမရှိတောင်းပြောနေတာကြောင့်ဝူခုံးကမိစာမှာတိတ်ခါမရှိတာကြောင့်လိုသလိုပုံပြောင်းလို့ရတယ်လို့ပြောနေခဲ့ပြီးတော့ဆရာတော်အယိုးစုမိစာကိုမေးပြစ်လိုက်ပြီလားတလောက်ချောချောလတ်လတ်လေးဆိုတော့ဒါမိစာမှာပဲဖြစ်ရမယ်လို့ပြောနေခဲ့တာပါအဲဒီလိုနောက်ကြောင်းပြန်အစားဖော်ပေးလိုက်ပြီးတော့တလောက်ချောလာတဲ့မိန်းကလေးဆိုတော့ဒါမိစာမှာပဲသေးကြတယ်လို့ပြောနေခဲ့ပါတယ် ဇာတော်ကတော့ကဲချင်းတင်တင်ဖြစ်နေတာကြောင့်ဇာဟုတ်ချင်းကဆုံးခုံးကနတ်မြတ်စီရှိတာမဟုတ်လို့မိစာမန်းတီလို့ပြောတာဖြစ်နိုင်ကြောင်းဇာတော်ကိုဖြောင်းပြပေးနေပါတယ်။ပါကျဲကတော့ဒီလိုဖြင့်ကောင်းပါလေးကိုထူထပ်ရမှာပေါ့လို့ပြောကလက်သီးကိုစရေးဆိုပြီးထိုးပြဖို့ကြိုးစားနေပါတော့တယ်။ဇာတော်ကလည်းပါကျဲကိုတားမြစ်ပြီးတော့မိစာဆိုတိုင်းတက်ပြလို့မရကြောင်းစုံစုံမနေခဲ့တာပါ။ဟုတ်ကောလေဒီလိုမှပြင်သူတို့ကိုကြီးကိုဆက်ကြဘယ်ရှိတော့တာပေါ့လို့ပြောကဆရာတို့အတင်းတွန်းထိုးပြီးတော့ခကြီးဆက်ထွက်သွားခဲ့ကြပါလေ ။ဇုံခုံကလည်းကောင်မလေးကိုခေးဆိုပြီးတော့တစ်ချက်ဒေါသထွက်တဲ့မျက်နှာပြထားခဲ့တာကြောင့်ကောင်မလေးကမျက်စောင်းထိုးရင်းနဲ့ဂျိုးတန်လန်တုတ်လျက်သားနေကြံနေခဲ့ပါတော့တယ်။ဇာတော်ကလည်းအွန်ရန်ကြောပေါ်ကနေဇင်းနေလိုက်ပါလာခိုင်းနဲ့ပါကျင်းနဲ့ဝူကျင်းကနောက်ကနေလိုက်လာကပါကျင်းကကောင်မလေးကမထင်းရဆရာလေးဖြစ်ကြောင်းနဲ့သူဟာနှမျောလွန်းတာကြောင့်တောက်တစ်ခေါက်ခေါက်ဖြစ်နေရကြောင်းဇုံခုံကမိစာလို့သာပြောလိုက်လို့သူကလိုက်မိစာလိုက်ရပါပဲ။မယုံချင်းယုံချင်းဖြစ်နေခဲ့ရကြောင်းကိုပြောပြနေခဲ့ပါလိမ့်။အဲ့ဒီချိန်မှာပဲ ီလိုရက်ဆက်တက်တဲ့သူတွေကဘာကြောင့်များဗုဒ္ဓကိုဂါရဝပြုနေရသေးတာလဲလို့လမ်းအော်လိုက်တန်ကိုဆရာတော်ကြားလိုက်ရပါတယ်ဆရာတော်ကမိန်းကလေးတန်ကြားလိုက်ကြလားလို့မေးတဲ့အခါပါကျဲကသူ့နှစ်ရွက်ကကြီးပေမဲ့နဘောက်ကိုဖုံးနေတာကြောင့်ဘာသမ်းမှမကြားလိုက်ကြောင်းညာပြောလိုက်ပါတယ်ဇောက်ချင်းကလည်းသူဟာသတိမထားမိတာကြောင့်သူလည်းမကြားပါဘူးလို့ပြောတဲ့အခါဝူခုံးကဆရာတော်တယောက်တည်းဘာသာနေကြားနေရလဲလို့ပြန်ပြီးတော့မေးနေခဲ့ပါတယ်နောက်တော့ဆရာတော်ကမြင်းမော်ကနေဆင်းလာကြဝူခုံးကဘာကြောင့်များဘဲကိုသွားမလဲလို့မေးလိုက်တဲ့အခါလူသက်တစ်ဆောင်ကိုကဲတာဖရာခွန်းနှစ်စုတဲချင်းထက် ကုသိုလ်ပိုရနိုင်ကြောင်းနဲ့မျက်စိရှိမှဒုက္ခရောက်နေတော်မကယ်တင်မဲထားခဲ့ရလောင်သူဟာအသေးမာမရီနိုင်ကြောင်းပြောကနောက်ပြန်လှည့်လျှောက်ရင်းနဲ့မိန်ကလေးအနာကိုပြန်ပြီးတော့ရောက်သွားခဲ့ပြန်ပါတယ်မိန်ကလေးနာကိုရောက်တဲ့အခါပါကျဲကကြိုးပြီးပေးလိုက်တာကြောင့်မိန်ကလေးဟာဂျေစုတင်ပြီးတော့ဆရာတော်ကိုဂါရဝပြုလိုက်ပါတော့တယ်နောက်တော့ဆရာတော်ကမိန်ကလေးကိုအိမ်ပြန်လိုက်ဖို့ဖို့ပြောနေခဲ့ပါတယ်မိန်ကလေးဟာသူမကိုဇုံခုံကအိမ်ပြန်ဖို့မှာဖြစ်ကြောင်းသိလိုက်တဲ့အခါအကျန်အိုက်သွားတဲ့အတွက်တရှုံရှုံနဲ့ငိုကြွေးနေပါတော့တယ် ။ဘာကျဲကသူမရဲ့နောက်ရောက်လာပြီးတော့ငိုမနေဖို့နဲ့အိမ်ပြန်ဖို့ပြောလိုက်တဲ့အခါမိန်းကလေးကသူမမှာပြန်စရာအိမ်ရှိတော့ကြောင်ပြောပြကငိုပြန်ပါတော့တယ်။ဘာကျဲကဆရာတော်ကိုလမ်းခေါ်ပြီးတော့ကောင်မလေးမှာပြန်စရာအိမ်ရှိကြောင်ပြောပြလိုက်ပါတယ်။ဆရာတော်ကကဲဒီလိုပါဖြစ်တော့ဒီခီးမှာသူမကိုခေါ်သွားတော့မှဖြစ်ကြောင်ကိုပြောလာခဲ့ပါတော့တယ်။ဝူခုံးကဟာဆရာတော်အဲ့လိုလုံးရင်မင်းဥပဒေနဲ့ညီမမဟုတ်တော့ဘူးလေလို့ပြောပြလိုက်ပါတယ်။ဆရာတော်ကလည်းဘယ်ဥပဒေနဲ့ညီဆိုးနေရလဲလို့ဝူခုံးကိုမေးတဲ့အခါဝူခုံးကတို့တို့ကိုတခြားတိုင်းမိကရဲမှတ်တွေဖမ်းဆီးခံရနိုင်ခြင်းကိုသာထားပြီးတော့ မိစ္ဆာရဲ့အန်ရဲ့ကြောင့်အသက်ခံရနိုင်ကြောင်းကိုလည်းပြောပြနေပါလေမိန်းကလေးကလည်းညွတ်တူတူအတန်လေးပြုတ်ပြီးတော့ဆရာတော်ကျွန်မအောင်ကဲပါအောင်လို့ပြောနေခဲ့ပါလေပါကျဲကဆရာတော်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးကဲဘယ်လိုလုပ်ကြရမလဲလို့မေးတဲ့အခါဆရာတော်က "तू ကကောင်မငယ်လေးကိုခေါ်သွားဖို့အတွက်ဆုံးဖြတ်ချက်ချပြီးဖြစ်တာကြောင့်တကူဖြစ်တဲ့အခါမှလည်း तू ပဲတောင်းဝင်มาဖြစ်ကြအောင်ဂရုကိုပြုတ်ခဲ့လိုက်ပါလေအဲလိုနဲ့ခီးစကြဖို့ပြင်တဲ့အခါမှာပါကျဲကဆရာတော်ကမြင်းမော်တက်တော့ကောင်မငယ်လေးကဘယ်လိုလုပ်ခြေလင်းလိုက်နိုင်မှာလဲလို့မေးနေခဲ့ပါလေအဲတော့မှဆုံးခုံကပါကျဲကိုခေါ်ပြီးတော့ ဆရာတော်နဲ့တူတူမြင်းစည်းကားလမ်းကောင်းမလားလို့မေးလိုက်ပါတယ်။ဘာကြည့်လဲဒီကြမ်းမဆိုးလာကြောင်းဝူခုံးကိုထောက်ခံလိုက်ပါတယ်။ဒီစကားကြားရတဲ့ဆရာတော်ကတော့သူတို့နှစ်ယောက်နားကိုရောက်လာပြီးတော့ဒါဘာစကားပြောတာလဲလို့မေးလိုက်ကကောင်းမငယ်လေးကိုမြင်းမော်တက်ခိုင်းမှုပြောလိုက်ပြီးသူကတော့ဝူခုံးလုံးနဲ့တူတူလမ်းလျှောက်မှာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။အဲတော့မှမိန်းကလေးကဝမ်းသာသွားခဲ့တယ်လို့ညူတူတူတန်နဲ့ဆရာတော်ကိုစက်စီကြကြလေးတစ်ချက်လမ်းရှုကကျေးဇူးတင်ကြောင်းပြောလိုက်ပါတော့တယ်။တဏှာရောက်မှာတော့လွန်တရာကိုခန်းထားလာပါတဲ့ဘုံကြောင်တစ်ခုကိုတွေ့ရတာကြောင့် သူတို့အုပ်စုအားအကြောင်းလေးကိုဝင်သွားခဲ့ကြပါတယ်။ပါကြတော့မိန်းကလေးရဲ့မြင်းကိုဆွဲရင်နောက်ကနေတက်ကလုတ်တက်ကလုတ်နဲ့လိုက်ပါလို့လာခဲ့ပါတယ်။ဒီလိုနဲ့ចောင်းပွားရောက်မှာတော့ဘုံကြီးလေးငါးပါးထွက်လာပြီးဂယူးကြိုးဆိုကြတာကြောင့်ထန်ဆန်းကိုတော်ကသူဟာအရှိဘထန်ပြီးနေကလာပြီးတော့အနောက်ရက်ကိုသွားကကျန်းစာပင့်ဆောင်မဲ့ထန်ကိုတော်ဖြစ်ပါကြောင်းကိုပြောပြခဲ့ပါတယ်။ထန်ကိုတော်ကသူတို့ဆရာတပည့်အတွက်တ냐တာတဲခိုခွင်တောင်းတဲ့ခါကျောင်းပိုင်ဆရာတော်ကထန်ကိုတော်အကြောင်းကြားပူးထားသလိုအခုလိုရောက်လာတဲ့အတွက်အယိုးသေးပြူကြောင်းပြောကတဲခိုခွင်ပြုတ်လိုက်ပါတယ် ကျောင်းပိုင်ဆရာတော်ကတထန်ကိုတော်ကတလန်းလုံးခီးပန်းလာခဲ့တဲ့အတွက်လက်တလုံးမှာသူ့ရဲ့အခန်းထဲမှာအနိုင်ယူနိုင်ကြောင်းကိုပြောခဲ့ပါတယ်။ကျောင်းပိုင်ဆရာတော်ကဒကမာလေးကဘာလဲလို့မေးလိုက်တဲ့အခါဆရာတော်ထန်ကသူ့ကိုအထင်မလွဲဖို့နဲ့လမ်းခီးမှာဒုက္ခရောက်နေအောင်တွေးတာကြောင့်ပြန်စရာအိမ်နဲ့မိဘတွေလည်းမရှိတော့တဲ့အတွက်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းကိုဖြေရှင်းပြခဲ့ပါတယ်။ဘာကျဲကလည်းမန္တကယ်ဒုက္ခရောက်နေတာကြောင့်ကောင်းမငယ်လေးကိုသူ့ကိုယ်တိုင်ကယ်တင်လာခဲ့တာဖြစ်ကြောင်းပြောပြပြီးတော့ဆရာတော်ကလည်းသူမတို့အခန်းတစ်ခန်းပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။ ဘုံတော်ကြီး smile ဟာမျိုးသမီးလေးတဲခိုရမယ့်နေရာကိုလိုက်ပြီးတော့ပြသခဲ့ပြီးတော့လက်တစ်ဖက်ကပရိစိတ်နေရာကြောင့်ကြံတစ်ဖက်နဲ့နှိဝါတော်စာပြုတ်ကအေးနေရာအေးချမ်းစိတ်ငြိမ်တဲ့တော်ပါအကြောင်းပြောကြပြီးတော့အနားယူခိုင်းလိုက်ပါတယ်။ကောင်မငယ်လေးကကျေးဇူးတင်ကြောင်းပြောတဲ့အခါဘုံကြီး smile ကဘူးရှင်ဘူးရှင်ရပါတယ်လို့ပြန်ပြီးတော့ပြောပြီးတော့အထွက်မှာပဲ။ကောင်မငယ်လေးကလမ်းခေါ်ပြီးတော့ဘုံကြီး smile ကိုသူမကတလန်းလုံးရေငတ်လာခဲ့တာကြောင့်အပန်းမကြည့်ဘူးဆိုရင်ရေတစ်ခွက်လောက်သူမတောက်ချင်နေတဲ့အကြောင်းကိုအကူကြီးတောင်းလိုက်ပါတယ်။ ဘုံကြီးစမိုင်းလင်းကလည်းရင်တွေးကိုယူကာကောင်မငယ်လေးစီကိုပြန်လာချိန်မှာတခြားဆရာတော်တစ်ပါးနဲ့တို့ပြီးတော့အချိန်မတော်ကြီးရင်တွေးတောက်ဖို့လားဒါမှမဟုတ်ဒကမာလေးစီသွားပို့ဖို့လားလို့အမေခံလိုက်တာကြောင့်ကိုထာနဲ့ကိုနေပါကိုတော်ရလို့ပြန်ပြီးတော့ပြောလိုက်ခဲ့ပါဘုံကြီးစမိုင်းလင်းကကောင်မငယ်လေးရဲ့အခန်းထဲကိုရောက်တဲ့အခါမှာတော့ကောင်မငယ်လေးကိုမတွေ့ရတော့တာကြောင့်ကောင်မငယ်လေးရေးလို့အချိန်ချင်းတီးတိုးခေါ်နေခဲ့ပါလေကောင်မငယ်လေးကဒကမာကြီးကိုသွားပိတ်လိုက်ပြီးတော့ဘုံကြီးစမိုင်းလင်းနောက်ကိုပုတ်လိုက်တာကြောင့်ဘုံကြီးကလန့်ပြီးတော့ပျော်သွားကလန့်ပျော်ကြီးနဲ့ရေတစ်ခွက်ငှဲ့ပေးလိုက်ပါလေ ။ကောင်မငယ်အပေါ်ဝိယုံလွှာကိုချွတ်ကရေကွက်ကိုလွတ်ပစ်လိုက်ပြီးဘုံကြီးကိုစတင်ပုတ်ပါတော့တယ်။ကောင်မငယ်လေးပုတ်တဲ့ဒဏ်ကြောင့်စမိုင်းလင်းဘုံကြီးကစကနဲ့စကနဲ့ဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့စမိုင်းလင်းဘုံကြီးရဲ့ခေါင်းပြောင်ပြောင်ပုတ်တယ်လို့ဘာလို့လှုပ်ပြီးတော့ဦးကောင်းကုန်ကိုဖောက်ကအုံနောက်ကိုကော်စားခဲ့ပါတော့တယ်။ဓမ္မမာတန်ဆန်းဆရာတော်ကတော့ဖျောင်းနိုင်ပြီးအောင်နဲ့စာအုပ်တုပ်ကိုဖတ်နေပြီးဘာကျဲကတော့ဟောက်တန်တစ်ခုခုထွက်ကဝက်အိတ်အိတ်နေခဲ့ပါပြီ။ဦးခုံးနဲ့စာအုပ်ကျင်းတော်ကလည်းနိုင်ငံကိုမိကာကိုစီအိတ်ပြောင်းနေခဲ့ကြပါတယ်။ အဲ့ဒီချိန်မှာပဲခမ်းမာတကပွင့်လာခဲ့ပြီးတော့ကောင်းမငယ်ကဆရာတော်ကိုအခန်းပြင်ကနေလမ်းမှုတ်လိုက်တာကြောင့်ဆရာတော်ကပြော့ခွေကျသွားခဲ့ပါတယ်။မြောင်အိမ်မြောင်တို့လေးအိမ်နေတဲ့ဝူခွန်ကဖြတ်ကနေမျက်လုံးပွင့်လာပြီးတော့ဘူးလဲလို့လမ်းမေးလိုက်တာကြောင့်ကောင်းမငယ်လေးကရိတ်ကနေထွက်ပြေးသွားပါတယ်။ဝူခွန်ကပွင့်နေတဲ့တကားအမကြီးကိုသွားပိတ်လိုက်ခါလဲကြနေဆရာတော်ကိုပြေးပြီးတော့ထူလိုက်ပါတယ်။ဆရာတော်ကတော့သူကကောင်းနေငယ်မူးပြီးတော့မိုက်ကနေဖြစ်သွားတာကြောင့်ဘောင်းမမမှတ်မိလိုက်ပဲဖြစ်နေခဲ့ကြောင့်ဝူခွန်ကိုပြန်ပြောပြနေခဲ့တာပါ။ဆရာတော်ကသူကအေးမိပြီးတော့နေမကောင်းဖြစ်နေတာနေမှာပါလို့ပြောလိုက်တဲ့တော့ ဟူကွန်ကဂရင်းမမနိုင်ယူလိုက်ဖို့ဆရာတော်ထန်ကိုတွဲခေါ်သွားခဲ့ပါတယ်။ဆရာတော်ထန်ကဂရင်းမမလဲလိုက်တဲ့အခါဝူခုံးကတင်ငန်းကိုချုပ်ပေးလိုက်ချိန်မှာဆရာတော်ကရေစာတယ်လို့ပြောတဲ့အတွက်ဇုံခုံးကရေရှာထွက်လာခဲ့ပါတော့တယ်။အပြင်မှာတော့ဘုံကြီးဦးပြီးမဲဟာပရိစိတ်လမ်းလျှောက်နေတဲ့အခန်းထဲကထွက်မလာတဲ့ဘုံကြီးစမိုင်းလေးကိုအခန်းထဲကဝင်ရောက်ပြီးတော့ရှာဖွေပါတော့တယ်။အဲဒီချိန်မှာပဲမိစာကောင်မငယ်ကပြန်လဲရောက်ရှိလာကဘုံကြီးဦးပြီးမဲကိုတပစ်ခဲ့ပြန်ပါတယ်။ဘာကျန်တဲ့ဝူချင်းကတော့ဆရာတော်စီကိုရောက်ရှိလာပြီးတော့သူတို့နှစ်ယောက်အိပ်ပျော်နေတာကြောင့် ဆရာတော်နေမကောင်းတော့မသိလိုက်ရကြအောင် အခုရောတက်တာသွားပြီလားလို့မိကချွေးနေပြန်နေတဲ့ဆရာတော်ကိုချွေးတုပ်ပေးဖို့ပဝါစကိုသွားယူလိုက်ပါအဲ့ချိန်မှာပဲဝူခုံးရောက်လာကြအောင်ဆရာတော်ကသူ့အတကူလုံးကင်ရိုက်ထားသလိုနာကျင်နေပြီးတော့အားမရှိသလိုလဲနှုံးချိနေကြအောင်ဝူခုံးတို့ကိုပြောပြနေပါတယ်ဇုံခုံးကဆရာတော်ထန်းကိုစိတ်မပူဖို့ပြောလိုက်ပြီးတော့တညာလောက်နားနေနေနေလိုက်ရင်မနက်ခင်းကျရင်လမ်းဆန်းပြီးတော့ပြန်ပြီးခီးထွက်နိုင်မှာဖြစ်ပါကြအောင်အားပေးစကားပြောလိုက်ပါတယ်ပါကြရတော့ရေဆိုးလာတဲ့အဝိစားနဲ့ဆရာတော်ကိုပြုစုရင်း ငိုတန်တွေကြောင့်ဆရာတော်ကဘာကြောင့်ငိုတန်တွေကြားနေရတာလဲလို့မေးလိုက်တဲ့အတွက်ဝူခွန်ကသူသွားကြည့်လိုက်ပါမယ်လို့ပြောကပါကျင်းနဲ့စားဦးချင်းစီဆရာတော်ကိုဂယူဆိုင်ဖို့အရင်နဲ့အပြင်ကိုထွက်ကစပြီးတော့သွားစူးစမ်းခဲ့ပါတယ်အပြင်ရောက်လာတဲ့ခါမှာတော့ဘုန်းကြီးတွေကငိုနေကြတာကြောင့်ဘုန်းကြီးတွေပြစ်ပြီးတော့ဘာကြောင့်ငိုနေသလဲလို့ဝူခွန်ကမေးလိုက်တဲ့အခါဘုန်းကြီးတွေကအယိုးပုံကိုလက်ညှိုးထိုးပြလိုက်တာကြောင့်ဇုံခွန်ကအနာသွားကြည့်တဲ့အခါမှာတော့သူတို့နဲ့အတူတူပါလာတဲ့ကောင်မငယ်လေးရဲ့အပေါ်ယုံလှော်ကိုတွေးလိုက်တာကြောင့်ထပ်ကနေသဘောတမ်းပြီးတော့ပေါက်သွားခဲ့ပါတယ် နောက်တော့ဝူခွန်ကသင်္ကန်းထဲကိုချုံပြီးတော့ဘုရားရှိခိုးဆောင်မှာတယောက်တည်းဘုရားစာစုံနေခဲ့ပါတယ်။အဲအချိန်မှာပဲမိစ္ဆာကောင်မငယ်ရောက်လာပြီးတော့ကိုရင်လေးကိုခေါ်နေခဲ့ပြီမဲ့။ဝူခွန်ကလည်းမကြည့်တာကြောင့်ကောင်မငယ်ကဆွဲလှဲလိုက်ပါတယ်။ဇုံခုံရဲ့ဘုံကြီးအောင်ဖန်ဆင်းထားတဲ့ရုပ်ဝါချောမောလာပါနေတာကြောင့်မိစ္ဆာငယ်မစိတ်ဝင်စားသွားလို့စိုက်ပြီးတော့ကြည်နေခဲ့ပြီးဇုံခုံကလည်းတကမာလေးမှမကောင်းတဲ့အငွေ့သက်တွေမြင်နေရတယ်လို့ပြောလိုက်တာကြောင့်မိန်းကလေးမိစ္ဆာဟာပုံမို့လို့စိတ်ဝင်စားသွားခဲ့ပါတယ်။ဇုံခုံကမိစ္ဆာမလေးကို ရောက်ခမနင်ချခန္ဓာလာလားလို့မေးလိုက်တဲ့အခါမိစာမာလေးကသူ့ကိုရောက်ခမတွေကနှိမ့်ဆက်ကြတာကြောင့်တော်တဲ့ကိုထွက်ပြေးလာခြင်းဖြစ်ပါကြောင်းကိုပြောပြနေပါလေမိစာမာလေးကလည်းသူတို့နှစ်ယောက်ရေဆက်ရှိနိုင်မလားလို့မေးကဝူခုံးကိုစတင်ပို့ဖို့စူးစမ်းပါတော့တယ်ဝူခုံးကလည်းထုံးစံတိုင်းတွန်းလို့ပြစ်လိုက်တာကြောင့်မိစာမာလေးကဘေးကိုလဲကျသွားပါလေအဲနောက်မှဆုံးဝူခုံးကသူ့လိုသာသနာဘောင်ကကိုရင်လေးနဲ့လူဘောင်ကအလှမယ်လေးကဘလို့လို့လိုက်ဖက်နိုင်မှမလဲလို့ပြောနေခဲ့ပါလေမိစာငယ်မတော့သူမဟာ ီလိုကိုရင်လေးတွေကိုသာကြိုက်မိကြောင်းပြောကထွက်ပြေးရန်ဆောင်နေတဲ့ဝူခုံးကိုအတိမ်မဲ့ဆွဲချထိုင်ခိုင်းလိုက်ပါလေထုံးစံတိုင်းမဲ့မိစာမအတိတ်ခါကြလဲကြပါစီဆိုဇုံခုံးစားတင်ပြီးတော့ပုတ်ပါတော့လေမိစာမဝူခုံးရဲ့ကြောကုံစားပုတ်ပြီးတော့လက်ဟာကြောကုံမရောက်သွားချိန်မှာတော့လက်သေးတွေထွက်လာတာဝူခုံးကအလိုလိုတိလိုက်တာကြောင့်လက်ကိုဖမ်းဆွဲလိုက်တဲ့ခါမိစာမထွက်ပြေးခဲ့ပါတော့လေဝူခုံးကသူ့ရဲ့တန်ထုံးနဲ့လှမ်းလိုက်တဲ့ခါမှာတော့ဖဏတ်တစ်ဖက်သာကြံခဲ့ပြီးမိစာငယ်မအပြောက်ဆုံးသွားခဲ့ပါတော့လေ တပတ်မှာတော့ဆရာတော်ကနေထိုင်နေဗိုက်စာလာတာကြောင့်ဝူချင်းကိုခေါ်ကဆုံးကပ်ဖို့ပြောနေခဲ့ပါလေဝူချင်းကတော့သူကဆရာတော်တို့အစားသွားရှာမှဖြစ်တဲ့အတွက်ဆရာတော်ကဂူးဆိုင်ဖို့ပါကျဲကိုမှာချနေခဲ့ပါလေပါကျဲကလည်းဒါဆိုမြ мян သွားပြီးမြ мян ပြန်လာခဲ့ဖို့ဝူချင်းကိုပြန်မှာလိုက်ပါလေဆရာတော်ကတော့ဝူခုံးတယောက်ဘလို့နေမှမသိတာကြောင့်အ мян ပြန်လာဖို့နဲ့အန်ရဲကင်းစေဖို့ဘုရားရှင်ထံမှာဆူတောင်းနေလိုက်ပါလေဒီလိုနဲ့ဆရာတော်နဲ့ပါကျဲတို့ထိုင်နေကြတော့မှတကားအလိုလိုပွင့်လာခဲ့တဲ့အတွက်ပါကျဲကတကားကိုထားပြီးတော့ပိတ်လိုက်ပါလေ ဘာကြရတကားတစ်ချက်ပိတ်တိုင်းတခြားတကားတစ်ချက်ကထပ်ပြီးတော့ပွင့်လာပြန်တာကြောင့်တခြားတကားကိုပိတ်နေချိန်မှာနောက်တကားတစ်ချက်ကထပ်ပွင့်လာပြီးဇာရဝါလဲကြသွားခဲ့ပြန်ပါလေလဲကြသွားတဲ့ဇာရဝါတစ်ခုခုကသူ့ကိုတဲဆောင်သွားတယ်မို့အတောင့်လိုက်ကြီးပရင်းပေါက်ကနေထွက်သွားနေတာကိုဘာကြရမမြင်လိုက်ပဲဇာရဝါထွက်သွားတဲ့ပရင်းပေါက်ကိုလည်းပိတ်ကအနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဝူခုံးကလည်းပြောင်းလာပြီးဟေးဘာကြဇာရဝါလို့မေးလိုက်တဲ့အခါမှာတော့ဇာရဝါပျောက်ချင်းလှလှနဲ့ပျောက်ဆုံးသွားတာကိုသိလိုက်ရပါတော့တယ် ။ဘာကြဲရသူကူလေးနဲ့တကားထားပိပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာဆရာတော်ကမရှိတော့တာဖြစ်တယ်လို့ပြောပြနေပါတယ်။ခဏကြာမှတော့ဝူချင်းကဆရာတော်အတွက်စားစရာတွေနဲ့အတူတူပြန်အောင်လာပြီးတော့ဆရာတော်ကိုသူလည်းရှာဖွေနေခဲ့ပါတယ်။ဝူခုံးကဆရာတော်မရှိတော့ကြောင်းပြောလိုက်တဲ့အခါဝူချင်းကယူလာတဲ့အစားအသောက်တွေပြုတ်ကျသွားတဲ့အထိကိုထိတ်လန့်သွားခဲ့ရပါတယ်။ဝူခုံးကဝူချင်းကိုဘာကြောင့်ပြင်သွားနေရလဲလို့ပြစ်တင်လိုက်တဲ့အခါဝူချင်းကဆရာတော်ကဘိုက်စာလို့အစားယူခိုင်းတာကြောင့်သွားပြီးတော့ယူဆောင်နေခဲ့ခြင်းဖြေချောင်းကိုပြောပြလိုက်ပါတယ်။ ဲတော့မှဝူခုံးကဟင်းဟိုမိษาမလှည့်စားတာကိုခံလိုက်ပြီဆိုပြီးတော့စိတ်တူသွားတာကြောင့်သူကောက်ယူလာခဲ့တဲ့မိษาမရဲ့ဖနက်ကိုလွတ်ပစ်လိုက်တဲ့အခါပါကျဲနှခေါင်းကိုသွားမှန်ခဲ့ပါတော့တယ်။ပါကျဲအားလုံးကဆုံးခုံးရဲ့အပြစ်တွေဖြစ်ကြောင်းနဲ့ဇာတော်ရဲ့အနာမှာစောင်းဆောင်မနေဘဲနဲ့မိษาမနောက်ကိုလိုက်နေတာကြောင့်အခုတော့ဇာတော်လည်းပျောက်မိษาလည်းပျောက်အကုန်လုံးပျောက်ကုန်ပြီဖြစ်ကြောင်းကိုပြည့်တင်ပြောနေခဲ့ပါတယ်။ပါကျဲနဲ့ဝူခုံးကတယောက်တစ်ပြန်အပြန်လှန်ပြည့်တင်နေကြရင်းနဲ့ဝူခုံးကစိတ်တူလာကြောင်းပါကျဲကိုလိုက်ထုနေတဲ့တွာဝူချင်းကတားယူနေခဲ့ရပါတယ်။ ဘာကျဲအစိဆိုးနဲ့ဆုံးခုံးကိုသွားချော့နေခဲ့ပြီးတော့ဝူခုံးကစိတ်ပြေလာတဲ့ခါသူတို့သုံးအောင်လုံးဆရာတော်ကိုသွားရှာကြဖို့တိုင်းမင်ကအတူတကွသွားရောက်ရှာဖွေခဲ့ပါတော့တယ်သူတို့သုံးယောက်ဟာတော်တယ်မှာဆရာတော်ကိုလဲပတ်ရှာဖွေနေဘာကျဲကတဏှာရောက်မှာကောင်းမငယ်လေးနှစ်ယောက်ကိုတွေ့တာကြောင့်သွားပြီးတော့စူးစမ်းတဲ့အခါမှာကောင်းမငယ်လေးနှစ်ယောက်ကဘာကျဲကိုသေးချာကြည့်ကမိစာကြီးတော်ရေးလို့ပြောကရည်နေကြသလိုဘာကျဲကလည်းဘာရည်နေတာလဲလို့မိစာမရွေရဲ့လို့ပြန်ပြောလိုက်ပါတယ် ပါသေးကကောင်မငယ်လေးညောင်ကိုတွန်ကျင်နဲ့ရွယ်လိုက်တာကြောင့်ကောင်မငယ်လေးညောင်ပါသေးကိုရေနဲ့ပတ်ကရေခွက်နဲ့လိုက်ခေါင်နေခဲ့ပါလေ။ပါသေးကကောင်မလေးညောင်လက်ကနေလှုပ်အောင်ပြန်ပြေးလာရင်လည်းဇုံကုန်းတို့စီရောက်တဲ့အခါစိတ်တူပြီးတော့တွန်ကျင်ကိုပြေးချလိုက်တာကြောင့်ဝူကုန်းကတခြားသူသွားပြီးတော့မိစာလိုသွားခေါ်နေမှတော့အရိုက်ခံရတော့နဲသေးတယ်လို့ပြောလိုက်ကဒီတစ်ခါပြန်သွားပြီးတော့ငယ်ရင်မိန်းကလေးကြည့်ရင်ဖွားဖွားအရွယ်တော်ဆိုရင်ဒေါ်တော်လို့ခေါ်စမ်းလို့တင်မေးကပြန်လှုပ်လိုက်ပါလေ။ပါသေးကမိန်းကလေးညောင်စီကိုဒီလိုနဲ့နောက်တစ်ခါပြန်သွားပြီးတော့ ဒီချိန်မှာတော့ပါကြဲကဘုံကြီးတစ်ပါးအသွင်ယုတ်ပြောင်းလိုက်ပြီးအမဲဇုံခုံတင်ပေးတယ်လို့သူကဆပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဒါမဲ့တကယ်အမှန်အတိတ်ပဲကအဘွားတို့လိုအတိတ်ပဲဖြစ်နေအောင်မိန်းလေးနှစ်ယောက်ကတခိခိနဲ့ရီပါတော့တယ်။နောက်သူတို့ကိုဗမာနေတာလေးလို့မေးတဲ့အခါသူတို့နှစ်ယောက်ကအနှိုင်းမဲ့ဂူမာနေတာဖြစ်ကြောင်းကိုသိလိုက်ကြပါတယ်။ကိုနီးနာမရေးမရှိဘူးလားလို့ပါကြဲကမေးတဲ့အခါသူတို့တခင်မကြီးနဲ့ဘုံကြီးတစ်ပါးရဲ့မင်္ဂလာပွဲရှိတာကြောင့်ပို့ချိုတဲ့ရေကိုလောက်ပြီးတော့တဲဆောင်နေခဲ့တာဖြစ်ကြောင်းကိုပြောပြကအဲဒါကြောင့်ပါကြဲကဆရာတော်ရဲ့သတင်းကိုတစရရသွားခဲ့ပါတယ်။ အနိုင်မဲ့ဂူထဲမှာတော့မိစာမဆရာတို့ကိုပုတ်ဖို့အချိန်ချင်းစူးစမ်းနေခဲ့ပါလေမိစာမဆရာတို့ကိုပုတ်ဖို့စူးစမ်းနေတဲ့လက်ထက်ခွင့်တောင်းကပျော်ရွှင်စရာနတ်မောင်နှံဘဝနဲ့တသလုံးတူနှဖျားနေသွားကြဖို့ဖြောင်းဖြားနေခဲ့တာပါဆရာတော်ကတော့သူ့ကိုအနောက်ရက်ပဲသွားခိုင်းမှုနဲ့ကျန်းစာပင့်ခွင့်ပြူပေးဖို့သာအချိန်ချင်းပြန်ပြီးတော့တောင်းမှန်နေခဲ့ပါလေမိစာမကလည်းတိတ်ခါကြခြင်းကြပါစေကာဝန်စားကိုတစ်ချက်လမ်းပြီးတော့ခွေးမပြူချောင်းပြန်ပြောလိုက်တာပါတပတ်မှာတော့ဝူခုံးတို့၃ယောက်အပါကျဲယူလာတဲ့တရင်ရ မိန်းကလေးညောင်ရဲ့နောက်ကိုလိုက်နေတဲ့မိန်းကလေးညောင်ကလမ်းခုလမ်းမှာပျောက်သွားခဲ့တာကြောင့်သူတို့သုံးယောက်လည်းမျက်ခြေပြတ်သွားခဲ့ကြပါတော့တယ်။တဏျာရောက်မှာတော့အနှိုင်းမဲ့ဂူဆိုတဲ့ဆိုင်းဘုတ်ကိုတွေးလိုက်တဲ့အတွက်ဂူထဲကိုငုံကြည့်လိုက်တဲ့အခါအတော်တန်နှက်လွန်းတဲ့ဂူတလုံးပြင်းနေမှန်းကိုသိလိုက်ရပါတယ်။ဇုံခုံကဂူထဲကိုသွားပြီးတော့ကြည့်ရှုတဲ့အခါမှာကြောက်ဖြာပေါ်ထိုင်နေတဲ့ဆရာတော်ကိုတွေးလိုက်တာကြောင့်အဆောင်မလေးတွေမမြင်အောင်ကိုယ်အောင်ဖြောက်ပြီးတော့ဆရာတော်ကိုခုန်တီးခဲ့ပါတယ်။ဆရာတော်ကလည်းဝူခုံကိုလိုက်ရှာနေတဲ့တွေးသွားပြီးတော့ဘာကြောင့်ခုမှရောက်လာလဲလို့မိကပြေးဖက်လိုက်ပါတော့တယ်။ ဘူကောင်ဆရာတော်ကတော့ဒီမှာရွှေရဲတယ်ငွေရဲတယ်လို့ပြီးတော့ตายာနေပေမဲ့သူတို့မှာတော့ဆရာတော်ပြောက်လို့ဆိုပြီးတော့လိုက်လံရှာပွေးရတာစိတ်ရောလူရောပေမန်းနေဖြစ်ကြောင်းပြောကဘူကောင်ကစိတ်ကောက်လိုက်ပါလေဆရာတော်ကလည်းဘူကောင်ရဲ့စကားကိုနားမထောင်မိတာကြောင့်ဒုက္ခရောက်နေပြီးမိစ္ဆာမကသူ့လက်ထပ်မယ်ဆိုပြီးတော့အတင်းကျစီစဉ်နေကြောင်းပြောလိုက်ကသူ့ကိုအမြန်ကယ်တင်ပေးပါလို့တောင်းဆိုနေခဲ့ပါလေဘူကောင်ကအဲ့လိုဖြစ်ရင်လည်းလွယ်တာပဲဆရာတော်ကလည်းဒီမှာအမြန်လက်ထပ်လိုက်ပြီးတော့ကိုရင်လေးတွေမွေးပြီးဒီမှာပဲအခြေချနေလိုက်ဖို့စအနောက်လိုက်ပါလေ ဒန်ဆန်းကိုတော့တော့အဲ့လိုလက်ထပ်လိုက်ရမယ်စာသေလိုက်တာကမှကောင်းမှာဖြစ်ကြောင်းကိုပြန်ပြောလိုက်တာကြောင့်ဝူခွန်ကသူ့မှာအကြံတစ်ခုရှိတောင်းပြောကဆရာတော်ရဲ့နားနာကိုတိုးတိုးကပ်ပြောလိုက်ကတိုးတိုးလေးပြောတာကြောင့်ထုံးစံတိုင်းကျွန်တော်လည်းမကြားလိုက်ပဲဝူခွန်လည်းဖြတ်ကနေပျောက်သွားခဲ့ပါတယ်အဲ့ချိန်မှာပဲမိစာငယ်မရောက်လာပြီးတော့တတလို့စာရီပြင်ဆင်ပြီးတာကြောင့်သုံးဆောင်မှုဖိတ်ခေါ်လာခဲ့ပါတယ်ကောင်မလေးကလက်ကိုတင်းဆွဲခေါ်တဲ့ကဆရာတော်ကရုံးဖယ်ပြီးတော့အစားတောက်စပွဲစီကိုရောက်သွားခဲ့ပါတယ်မိစာမဆရာတော်ထန့်ကိုမင်္ဂလာသေးကိုခွက်ချင်းလဲတောက်ကြဖို့ပြောနေခဲ့ပါတယ် ဇာတော်ကတော့သူအသေးတောက်တဲ့ဘုံကြီးမုံချောင်းပြောတဲ့အခါမိစာမကဒါအသေးသေးကိုစိန်နာတဲ့အရေးဖြစ်တာကြောင့်ဝီနီးနဲ့ညီတယ်လို့အာမခံနေခဲ့ပါလေနောက်တော့မိစာမဇာတော်ရဲ့ပါးစပ်ကိုတိတ်ပြီးတော့ခွက်ကိုမော်ခိုင်းနေတာကြောင့်ဇာတော်ထန်ဆန်းနဲ့စိတ်ညစ်ညစ်နဲ့ခွက်ကိုယူကာကောက်မော်လိုက်ပါတော့တယ်နောက်တော့ဇာတော်ဟာတိုင်မင်ထားတဲ့အတိုင်းရက်ခွက်ထဲမှာဇုံကုံကြီးကိုတွေးလိုက်တာကြောင့်ဇာတော်ဟာသူကလည်းတစ်ခွက်တိုက်ပြစီလို့ပြောလိုက်ပြီးမိစာမကိုတစ်ခွက်ပြန်ပြီးတော့တိုက်လိုက်ပါတော့တယ်မိစာမလည်းသူကြားဘူးထားတာဇာတော်ဟာမိန်းကလေးကိုစိတ်ဝင်စားဘူးလို့ကြားဘူးထားခဲ့ပေမဲ့ ်အခုတော့လေတာမန်လူသားတွေလိုပဲမင်္ဂလာသေးကိုခွက်ချင်းလဲပြီးတော့တောက်နေတာကြောင့်သူမအလွန်တထောင်မှဝမ်းသာနေမိကြောင်းကိုပြောပြလာပါတယ်ဆရာတော်ကလည်းမင်္ဂလာသေးတောက်ပြီးမှသာတခြားစကားတွေဆက်ပြောကြဖို့ပြောလိုက်တဲ့တော့မိစာမကလည်းသေးကွက်ကိုတောက်ဖို့ကြိလိုက်တဲ့အခါဝူခုံးဟန်ဆောင်သားတွေဘိုးကောင်လေးကိုတွေ့တာကြောင့်ဆယ်ယူကတောက်ထုတ်ပစ်လိုက်ပါတယ်သူတို့နဲ့ဆရာတော်ကလည်းအစည်းအဝေးပြတ်သွားတာကြောင့်ထိတ်လန့်သွားခဲ့ပြီးဝူခုံးလိုခေါ်လိုက်ချိန်မှာလေရီတိုက်လာခဲ့ပြီးတော့ဇုံခုံးကလည်းဂူပြင်ဘက်ကိုထွက်ပြေးလာခဲ့ရပါတယ်ဇုံခုံးကအပြင်ကိုရောက်တဲ့အခါမှာတော့ပါကျဲကို ဆရာတော်ဒီတခါတော့တကယ်မင်္ဂလာဆောင်တော့မှဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။သူတို့သုံးအောင်သားဂူတဲ့ကိုငုံကြီးကဘာဆက်လုံးကြရမလဲဆိုတာတိုင်မနေခဲ့ကြပါတယ်။ဘာကျဲကအလကားနေလေကသူ့အပြစ်ရှာပြီးတော့ရိုက်ဖို့ပဲချောင်းနေကကုကိစ္စမှလည်းအကြံကတုံးနေပြီးလို့ဝူခုံးကိုအပြစ်တင်နေခဲ့တာပါ။နောက်တော့မှဝူခုံးဟဲ့ကောင်ငါ့မှာအကြံရှိတယ်လို့ပြောလိုက်ကဆရာတော်ရဲ့ရှေ့ကတည်တည်ပကံထဲမှာတည်တည်ဟန်ဆောင်ပြီးတော့ဆရာတော်ကိုခေါ်နေခဲ့ပါလိမ့်။ဝူခုံးကဆရာတော်ကိုနှုတ်ဆက်လိုက်တဲ့အခါမိစ္ဆာဆောဆောကဝူခုံးတိုက်လိုက်တဲ့လေကြောင့်မင်္ဂလာသေးဝဲပြတ်သွားတဲ့အတွက် အတော်လေးစိတ်ညစ်သွားပြီးတော့အခုသေးပွဲထပ်ပြီးတော့ပြင်ဆင်နေပြီးအတင်းကြီးမင်္ဂလာပွဲလုပ်နေတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဇုံခုံကလည်းဘာမှမပူနဲ့သူ့မှာအကြံတစ်ခုရှိတယ်လို့ပြောလိုက်ကဇာရဝသည်သည်ကိုနားနာကပ်ပြီးတော့တယောက်ထဲပြုံးကနားထောင်နေခဲ့ပါတယ်။ဇာရဝမိစားမရဲ့မောင်မနှစ်ယောက်ကိုလန့်ခေါ်လိုက်ပြီးတော့တခင်မကိုခေါ်ပေးဖို့မာနေတဲ့စကားမဆုံးခင်မှာပဲလာပါပြီရှင့်လို့ပြောလိုက်ကမိစားမအနာကိုချက်ချင်းပဲရောက်လာခဲ့ပါတယ်။မိစားမကသူ့မကိုရှာနေတာဘာကိစ္စများလဲလို့မေးနေတာကြောင့် ဆရာတော်ကသူအခြေကင်းလက်ခင်းမတာတာကြောင့်ပန်းချန်ထဲကိုတစ်ချက်လောက်သွားပြီးတော့ကြည်ပြစေလို့ပြောကမိစာမကိုအဖော်လုပ်ပေးဖို့ခေါ်ခဲ့လိုက်ပါလေမိစာမလည်းအားရဝမ်းသာစွာသူမအဖော်လုပ်ပေးမယ်ကြောင့်ဂရီပေးပြီးတော့ဆရာတော်ရဲ့နောက်ကနေလိုက်ပါလာခဲ့ပါတော့တယ်ဒီလိုနဲ့ပန်းချန်ထဲမှာလမ်းရှောင်ရဲ့မတ်မုံကြီးတစ်လုံးကဆရာတော်ရဲ့အုတ်ထုပ်ကျိုးကိုလှမ်းပြီးတော့ဆွဲလိုက်ပါလေဆရာတော်ကသူ့ကိုလှမ်းဆွဲတဲ့မတ်မုံကြီးကိုခူးပြီးတော့မတ်မုံကြီးကိုမင်းကလေးစားဖို့ခူးပေးတာဖြစ်ကြောင်းပြောကပေးပြီးတော့ကြွေးလိုက်ပါတယ် မိစာမကလည်းလက်တောင်မထက်သေးပဲဆရာတော်ဟာကျင်နာတက်လိုက်တာလို့ပြောပြီးမတ်မွန်သီးကိုပဇာနာတေးလိုက်တဲ့အခါမတ်မွန်သီးကပျောက်ဆုံးပြီးတော့ဝူခုံးကလေချောင်းထဲကိုဝင်သွားခဲ့ပါတော့တယ်မိစာမကသူ့ရဲ့ဝင်းကောင်းထဲကနေနေပြီးတော့ရှီဖို့ကျွန်တော်လှုပ်လိုက်နိုင်ပြီဆိုတော့ဝူခုံးရဲ့အတန်းကိုကြားလိုက်ရတာကြောင့်ထိတ်လန့်သွားခဲ့ပါတော့တယ်ဆရာတော်ကဘသူကဘလို့ပြောနေရလဲလို့မေးတဲ့အခါဆရာတော်ကသူ့ရဲ့တပည့်ဆုံးခုံးသာဖြေချောင်းပြောပြလိုက်ပါတော့တယ်သူကဗမာလေးလို့မိစာမအထက်မေးတဲ့အခါဆုံးခုံးကမိစာရဲ့ဘိုက်ထဲမှာလို့ဆရာတော်ကပြောလိုက်ပါတယ် ဟူကောင်ကဘိုက်ထဲကဦးရင်ငါကုံစားပလိုက်မယ်လို့ပြောနေတာကြောင့်မိစားဟာသူတပည့်နှစ်ယောက်ကိုခေါ်ပြီးတော့ဒီဖုန်းကြီးကိုအမြန်လွတ်ပေးလိုက်တော့လို့စေခိုင်းလိုက်ပါတော့တယ်။ဇုံခုံကဆရာတို့ကိုယ်တိုင်လိုက်ပို့ပေးဖို့မိစားမအောင်ဘိုက်ထဲကနေစေခိုင်းနေခဲ့တာပါ။ဆရာတော်ကမိစားရဲ့ပို့ဆောင်ပေးမှုနဲ့ဒီဘက်ဂူပြင်းကိုရောက်သွားခဲ့ပြီးတော့မိစားမလည်းနောက်ကနေလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ဘာကျဲတို့ကမိစားမအောင်စော်ဘလော်တီးကြဖို့ဟန်ပြင်းတဲ့အခါဆရာတော်ကတားထားလိုက်ပြီးမိစားမဝူခုံကိုအမြန်ထွက်ခိုင်းမှုဆရာတို့ကိုတောင်းပန်တာကြောင့် ဝူခွန်ကဗဇက်ဟားလိုက်ရင်သူထွက်လာမယ်လို့ပြောတဲ့အတွက်မိစာမကဗဇက်ဟားလိုက်တဲ့အခါဝူခွန်ကဝုံဝနဲ့ခုံထွက်လာခဲ့ပါလေမိစာမကလည်းကြောက်လန့်တကြားနဲ့ထွက်ပြီးသွားခဲ့ပြီးတော့ဆရာတော်တို့ကလည်းမြန်မြန်ပဲခီးဆက်လက်ထွက်ခွာလာခဲ့ကြပါလေလမ်းအောင်တဲ့ကဘာကျဲကဘိုက်ထဲမှာရှိနေလို့အဲ့မိစာမကဦးရီကိုကြိုက်ပြခဲ့ရမှာလို့ပြောနေတယ်လို့ဝူချင်းကလည်းနောက်ခံလိုက်လာတဲ့မိစာကိုတွေ့တာကြောင့်ပေါက်ပြားနဲ့လိုက်ရိုက်နေပါလေအဲ့ချိန်မှာပဲဆရာတော်ကမိစာမကပြန်လဲဖမ်းဆီးခြင်းကိုခံလိုက်ရပြန်ပါတော့တယ် ။ဘာကျဲကတော့မြင်းပေါ်ကနေဆရာတော်ပျောက်သွားတော့မသိပဲမြင်းကိုဆွဲခါဆရာတော်ပါလာတဲ့နဲ့စကားတွေစို့ပြောလာနေခဲ့တာပါ။နောက်တော့သူတို့၃ယောက်ဟာဆရာတော်ပျောက်သွားမှန်းသိသွားတာကြောင့်အနိုင်မဲ့ကူစီကိုပြန်သွားကမိစ္ဆာနဲ့ပြီကလီနန်မင်းကြီးနဲ့တတ္တရာမင်းသားတို့နဲ့ပတ်သက်နေမှန်းသိလိုက်တဲ့အတွက်ကြောက်စိန်ဧကရေစီကိုသွားပြီးတော့တိုင်တန်းခဲ့ပါတော့တယ်။ကြောက်စိန်ဧကရေတန်ရောက်တဲ့အခါမှာလီနန်မင်းကြီးရဲ့အလိုလိုက်ထားတဲ့သမီးဟာလူပြီမှာမိစ္ဆာဖြစ်ပြီးတော့လာရောက်တောင်းကျမ်းနေတဲ့အကြောင်းကိုတိုင်ကြားလိုက်ပါတယ်။ကျောက်စိန်ဧကရစ်ကလီနန်မင်းမှာတမိရှိလားလို့မေးတဲ့အခါ ခုနှစ်နှစ်ရွယ်သမီးတယောက်ရှိနေကြောင်းကိုသိလိုက်ရပါတယ်အေဂရစ်ကအားရပါးရရည်ပြီးတော့ဟာခုနှစ်နှစ်ကတောင်းချမ်းပါမလားလို့မေးတာတော့ဦးခုံးကဒါတော့ကျွန်တော်လည်းမသိဘူးလူပြီမှာထန်ဆန်းကိုတော့လက်ထပ်ဖို့ဖမ်းချုပ်ထားတာတော့အမှန်ပဲလို့ပြောပြလိုက်ပါတယ်လီနာမင်းကြီးကသူ့ကိုဆွဆွဲစော်ကားတယ်လို့ပြောကဦးခုံးကိုကျိုးနေတော့ကဓာတ်နဲ့ခုတ်ပြန်ပါတော့တယ်နောက်တော့တတရမင်းသားလေးကရောက်လာပြီးတော့လူပြီမှာမွေးစားမှုတဲ့လီရဲ့သမီးတယောက်ဖြစ်သူကြွက်ဖြူမိစားနဲ့ခမီးတော်ဖြစ်ခဲ့ဘူးတာကိုသတိပေးလာခဲ့ပါတယ် ။နောက်တော့မိုးစိပြူထန်ပိုင်နံမင်းကစုံဝုံခုံကိုလာအောင်ဖြောင်းပြတဲ့ခါမှာဝုခုံကဒီလိုဖြောင်းပြမယ်ဆိုတာသူတီးပြီးသားဖြစ်ကြောင်းနဲ့နားမထောင်ပဲနေနေတာကြောင့်နတ်ပြည်ရဲ့တရက်ဟာလူပြည်မှာတနှစ်ဖြစ်တာကြောင့်ဒီမှာချိန်ဖြုံးနေလူပြည်မှာဆရာတော်ကလက်ထပ်ပြီးလို့ကိုရင်လေးတွေတောင်မွေးနေလောက်ပြီဖြစ်ကြောင်းထန်ပိုင်နမင်းကပြောလိုက်တော့မှဇုံကုံလေသတိရသွားကလူပီကအနိုင်မဲ့ကိုစီပြန်သွားပြီးဆရာတော်ကိုကဲတင်းမို့လောက်ရပါတော့လေအနိုင်မဲ့ကိုရောက်တဲ့အခါမှာတော့တူးတယောက်ကိုမှမတွေ့ရပဲဖြစ်နေတဲ့အတွက်ဇုံကုံတို့တောင်းကြန်းနေခဲ့ပါတယ် မိစာမားတော့ထန်ဆန်းကိုတော်ဖွက်ထိုင်းနဲ့ထန်ဆန်းကြောင့်သူမရဲ့ဂူလေးပျက်စီးခဲ့ရပြီလို့ပြောကာသူမကိုလက်မခံစားပြင်းမယ်လို့ချိန်ချောင်းနေခဲ့ပါလိတတရမင်းသားလေးကလည်းစုံခုံးလို့နဲ့ဒူဒူပါလာခဲ့တဲ့တော့မင်းသားလေးကသူရှာပေးပါမယ်လို့ပြောကာပါလာတဲ့ရွှေကွင်းနဲ့ပြက်ကာမိကိုမှုံပြီးတော့ထွက်လာတဲ့ကြွက်ဖြူမကိုလီနာမင်းဟာသူ့ရဲ့ဘုံချောင်းလောင်ကျိုက်နဲ့ဖမ်းဆီးပြီးတော့နတ်ပြည်ကိုပြန်လဲခေါ်ဆောင်သွားခဲ့ပါတော့တယ်လီနာမင်းနဲ့တတရမင်းသားလေးကကြွက်ဖြူမိစာကိုထိုက်တဲ့အပြစ်ပေးဖို့ဂရီပေးနေတယ် ကောင်းငင်မဟုတ်ပြန်တက်သွားရင်းနဲ့ပဲဒီပိုင်းလေးကဒီညမှာဆုံးသက်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်ဒီဆက်မှုကတော့လောက်ပါပဲခင်ဗျဒန်ဆန်းကိုတော့မြောက်ပြင်းစုံခုံကျူးပါကျင်းနဲ့စားဘူးကျင်းတို့ရဲ့အနောက်ရက်ကိုခီးသွားပြီးတော့ကျန်းစာရိပ်ပိနဲ့ဇလန်းကတော့တော်တော်လေးကိုပြီးသတ်ဖို့နီးကပ်လာ တော်တော်လေးကိုပြီးသတ်ဖို့နီးကပ်လာနေခဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့နောက်နေ့အပိုင်းဆက်တွေကိုကြည့်ကြည့်နေဆိုတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလောက်နေပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါဒါပြင်ရုပ်ရှင်ကားတွေအစားဆုံးကြည့်ကြည့်နေဆိုရင် telegram channel ကို join ထားလို့ရပါတယ်ခင်ဗျာဆိုတော့ဒီနေ့မှာအစားကနေဆုံးဒီ live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့မြောင်းချေသူပေါင်းသူတော်ကောင်းတို့အားလုံးကိုလည်း